ဲ့တော့ TikTok account ဖွင့်ထားတဲ့ဖုန်းနံပါတ်ကို Gmail ရောမရှိဘဲနဲ့ကျွန်တော် TikTok account ကိုပြန်ပြီးရောဘယ်လိုယူရမလဲပေါ့နော်ဒါလေးကိုကျွန်တော်ဒီနေ့မိတ်ဆွေတို့မျှပေးတော့မှာဖြစ်ပါတယ် Okay အဲ့တော့ဒီ TikTok account ကိုပြန်ပြီးရောယူတဲ့နည်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုနှစ်ပုဒ်တင်ထားတာရှိတယ်ပေါ့နော်အဲ့ဒီနဘုတ်ကတော့ကျွန်တော်သူများကိုလုတ်ခိုင်းတဲ့ပုံစံတိုင်းပဲပြပေးထားတာပေါ့နော်။ Okay ။အဲ့တော့ဒီနေ့ပြောရဲမှာဆိုရင်တော့ကျောင်းရဲ့2023မှာအဖွင့်ထားခဲ့တဲ့အကောင့်ကကျွန်တော်ဖုန်းစင်ကပျောက်သွားလို့မသုံးမထားတာပေါ့နော်။အဲဒီအကောင့်ကိုကျွန်တော်မနေ့ကပြန်ပြီးယူခဲ့တာဖြစ်ပါတယ်။ ဲ့တော့အဲ့အကောင့်ယူတော့ကျွန်တော်ဘယ်လိုတွေယူခဲ့ရလဲပေါ့နော်ဘာတွေပေးရလဲဆိုတာမိတ်ဆွေတို့ကျွန်တော်တဆင်းချင်းပြောပြပေးတော့မဖြစ်ပါနဲ့โอเคအဲ့တော့မိတ်ဆွေတို့ရဲ့အကောင့်တွေကိုပြန်ပြီးတော့ login နဲ့ဆိုရင်တော့ကျွန်တော်ဗီလေးကိုဆောင်းလိုက်ကြည့်ပေးပါโอเคတော့မိတ်ဆွေအနေနဲ့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားသေးဘူးဆိုရင် subscribe လုပ်ထားပြီးတော့အားပေးလို့ရပါတယ်โอเค message တော့ဒီ account ကိုပြန်မြူခဲ့မှာဆိုရင်တော့သူတောင်းမဲ့အချက်လက်ကလေးတွေကို အဲကြိုတိပြင်ဆင်ထားဖို့လိုရတယ်ပေါ့နော်ဘယ်ချက်လက်တွေတောင်းလဲဆိုတာကြော်တစ်ချက်ပြပြပေးမယ်ပေါ့နော်ပြမဥစွာမိတ်ဆွေတို့ကို ပြန်လို့ခြင်းတဲ့အကောင့်ရဲ့အကောင့် user name ကိုသိရမယ်ပေါ့နော် user name သိရမယ်နောက်တစ်ခုအနေနဲ့အဲ့အကောင့်မှာချိန်ခဲ့တဲ့အဲဖုန်းနံပါတ်ဒါမှမဟုတ် Gmail ကိုသိရမယ်ပေါ့နော်မိတ်ဆွေအဲ့ Gmail က password ပဲသိကြမှာလို့ချိန်ခဲ့တဲ့ Gmail address ကိုသိရမယ်ဖုန်းနဲ့ချိန်တာဆိုရင် phone address ကိုအဲဖုန်းနံပါတ်ကိုသိရမယ်ပေါ့နော်နောက်တစ်ခုနဲ့မိတ်ဆွေ Facebook တွေ TikTok အဲဒီချား အခြားအိမ်နဲ့ချိန်ထားမယ်ဆိုရင်လေဒီ Facebook ဆို Facebook ပေါ့နော်အကောင့်နာမည်ဘယ်သူဒါမျိုးရေးတော့သူကပြောရမယ်ပေါ့နော်ကျွန်တော်တို့ဒီဖုန်းနံပါတ်နဲ့ချိန်ခဲ့တာကိုပြန်ပြီးယူတာပေါ့နော် Okay အဲ့တော့နောက်တစ်ခုအနေနဲ့ message တို့ကဘယ်ဖုန်း model နဲ့အိုက်ကောင်တုံးခဲ့ရလဲပေါ့နော်ဖုန်း model ပြောပြရမယ်ဖုန်း model အမျိုးအစားပေါ့နော်ဒါလေးပြောပြပေးရမယ် Okay နောက်တစ်ခုအနေနဲ့ကျွန်တော်ဘယ်မျိုးနဲ့မှတုံးခဲ့ရလဲပေါ့နော်အိုက်ကောင်ကဘယ်မျိုးနဲ့မှတုံးခဲ့ရလဲဆိုတာမိတ်ဆွေတို့ပြောပြပေးအောင်ဖြစ်ပါတယ်။ Okay နောက်တစ်ခုအနေနဲ့ကတော့မိတ်ဆွေတို့အိုက်ကောင်ဘယ်တော့မှဖွင့်ခဲ့ရလဲပေါ့နော်။အဲဒီကျွန်တော်ဒီ ဖွင့်ခဲ့ရလဲဆိုတော့ကျွန်တော် အတိအကျမမှတ်မိရဖြစ်တဲ့ကျွန်တော်ခံမှန်းချေလို့ပြောလို့တော့ရတယ်ပေါ့နော်အတိအကျမင်းဆိုတော့ဒီ၅ချက်မှာ၅ချက်လောက်ရှိတယ်အောင်မင်းဆိုတော့၃ချက်လောက်မှန်မယ်ဆိုလဲအဆင်ပြေတယ်ပေါ့နော်โอเคတော့ဆောနာပြောခဲ့တဲ့ challenge တွေကိုမိတ်ဆွေတို့ကစာရတဲ့ဘက်မှာရေးထားပြီးကိုယ်ကတိထားပြီးဆိုရင်တော့စပြီးရောလှူဆောင်လို့ရပြီဖြစ်တယ်ပေါ့နော်။โอเคတော့ဘယ်လိုစပြီးရောလှူရမလဲဆိုတော့ကျွန်တော်ဒီစင်းချင်းပြောပြပြီးမှဖြစ်ပါတယ်။အဲ့တော့မိတ်ဆွေတို့ဗီဒီယိုလေးကိုဆောင်းလိုက်ကြည့်ပြီးတော့ကျွန်တော်တောင်းဆိုပါရစေ။โอเค let's go ။ โอเคပထမဦးစွာမင်းစတို့ကိုပြန်လို့ခြင်းတဲ့ TikTok account အဟောင်းရဲ့ user name ကိုသိရမယ်ပေါ့နော်ဒီမှာဆိုတော့ကျွန်တော် MKB Barmis Flow ရဲ့ user name ပေါ့နော် follower 45ယောက်ရှိတယ်ဒီ account ကိုကျွန်တော်ပြန်ပြီးတော့ယူမှာပေါ့နော် Okay အဲ့တော့ဒါမျိုးမိတ်ဆက် user name သိတော့ပြီဆိုရင်တော့ကိုယ့်ရဲ့ account ဟောရဲကိုသွားမယ်ဟောရဲသွားပြီးတော့ဟိုးဘော်တော့မှာစီတဲ့မင်းကြောင်းလေး၃ကြောင်းနှိပ်မယ်ပြီးတော့ကျွန်တော် setting and privacy ဆိုတဲ့ကိုသွားမယ်ပေါ့နော် Okay သွားတဲ့အခါမှာဆိုရင်ကျွန်တော်ဒီအောင်းလေးမှာ support and box ဆိုတဲ့နေရာမှာငကြပ်ပုံစံလေးနဲ့ health center ဆိုတာလေးရှိပါအဲ့ထည့်တို့ချက်နေပါမယ် လက်ထက်ကမှာဆိုရင်တော့ဒီမှာ account recovery ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နိုင်မယ်ပေါ့နော်နိုင်ပြီးတော့ Mixer ရဲ့ user name နဲ့ဒီမှာရိုက်စားလိုက်ပေါ့နော်ကျွန်တော်တို့ MKB Burmese Blog ဆိုတဲ့ user name ကိုရှေ့မှာ app ခံပြီးတော့ရိုက်စားလိုက်ပေါ့နော် Okay အဲ့တော့ပြီးသွားပြီဆိုတော့ကျွန်တော် search ကိုနှိပ်လိုက်ပေါ့နော် okay အဲ့တော့ add ခံလို့မရဘူးဆိုရင်အဲ add မခံနဲ့ပေါ့နော်ဟာဒီမှာပေါ့နော်ကျွန်တော်အရင် စဒီမယူခင်တော့သူကဒီဒီကောင်းအကြောင်ဖုန်းနံပါတ်နဲ့ချိန်ထားတာပေါ့နော်အဲမနေ့ကကျွန်တော်ပြိုင်းမြောက်ယူတဲ့ခါမှာဆိုတော့ဒီမှာ email နဲ့ဖြစ်သွားပြီ okay အဲ့တော့ message ဒါမျိုး user name ရိုက်တဲ့ခါမှာ10ပေါ်လာပြီဆိုတော့ဒီ email တွေပါရှိတယ်ဆိုတော့ message တက်ပြီးတော့ရပြီပေါ့နော်ဘာမှဆက်လို့စာမလို့ဘူး okay အဲ့တော့ကျွန်တော်တို့ကဒီဖုန်းနံပါတ်တွေ gmail တွေ message တော့တာဖြစ်တဲ့အတွက်ဒီမှာ cannot accept these ဆိုတာတစ်ချက်နေမယ်ပေါ့နော် okay ပြီးတော့ပြီဆိုတော့ request support ဆိုတာလည်းတစ်ချက်နေမယ်ပေါ့နော် โอเค record ဆပ်ဖို့ဆိုရင် तू อ่ะဒီနားဒါမျိုးလေးပေါ်လာလိုက်မယ်ပေါ့နော်ဒါမျိုးပေါ်လာပြီဆိုရင် mixer တို့ဘာနဲ့ရမလဲဆိုတော့ဒီမှာ content and agent ဆိုတာလေးတစ်ချက်နေလိုက်ဒါဆိုရင် तू อ่ะနေ mixer ကိုစပြီးတော့ခဏလောက်စောင့်တဲ့အခါမှာဆိုရင်သူ့ရဲ့ customer service တယောက်ကနေလာပြီးတော့ပြောလိုက်မယ်ပေါ့နော်โอเคဘယ်လိုဒီ set ပြောလဲဆိုတော့ကျွန်တော် money ရယူခဲ့တဲ့ပုံစံလေးတစ်ချက်ပြပေးမယ်ပေါ့နော်โอเคအစားကတော့စောင့်တဲ့အတိုင်းလုပ်ရမှာပေါ့နော် ကွန်တက်အေဂျင့်ကိုနှိမ့်တဲ့ခါမှာဆိုရင်မင်းစိုးကဘာလို့လိုချင်လဲဆိုတော့သူကမေးတယ်ပေါ့နော်ကျွန်တော်ဒီ account အားသားဆိုတော့တစ်ချက်နှိမ့်လိုက်တာပေါ့နော်မင်းစိုးကွန်တက်အေဂျင့်ဆိုတော့နှိမ့်လိုက်ဒါဆိုရင်မင်းစိုးဘာအကြောင်းအရာနဲ့ modernization နဲ့လားဘာနဲ့လားဆိုတော့သူကမေးလိုက်မယ်ကျွန်တော်ပြီးရင်ပုံလင်းပြထားလိုက်မယ်ပေါ့နော်အဲအဲ့ဒီထက်မှာဆိုရင် account အားသားဆိုတော့တစ်ချက်နှိမ့်လိုက်ဒီမှာဆိုရင်တော့အာ agent DH ရဲ့ TR ဆိုတဲ့တယောက်ကလာပြီးတော့ဒီမှာ Hello I am TR thanks for reaching out to how may I have you today ဆိုပြတာမို့လာပေါ့ဒီမှာတော့ကျွန်တော် nice to meet you ပါတော့ဗောနော် ပြီးတော့ဆိုတော့ကျွန်တော်ဒီမှာ I want to recover my old account ဆိုပြီးရေးတယ်ဒီမှာ nice to meet you too ပေါ့နော် I register this account phone number ပေါ့နော် this phone number already lost ဆိုပြီးတော့ကျွန်တော်ပေါ်တာပေါ့နော် Okay အဲ့ဒါဒီမှာဆိုတော့သူကပြန်ပြီးပြောတယ်ပေါ့နော် Okay ပြီးတော့အခါမှာသူကဗာမေးလဲဆိုရင်ဒီမှာ user name မေးတယ်အဲ့ဒါဒါကြောင့်မို့ဆောနာကျွန်တော်ပြန်လုပ်ခြင်းတဲ့ user name ကိုပြန်ပြီးတော့ပေးလိုက်တယ်ပေါ့နော် Okay နောက်တစ်ခုเนี่ยကျွန်တော်ဒီကသူမမေးဘူးပေါ့နော် မမေးဘဲနဲ့ကျွန်တော်ဖြေးလိုက်တာပေါ့နော်အဲဒီဒီကောင်ကိုကျွန်တော်ဒီဖုန်းနံပါတ်နဲ့ register လုပ်ထားတာပေါ့နော်ဒါကိုတော့သူကမမေးသေးပါဘူး okay ဒီမှာ confirm လုပ်ခိုင်းနေပေါ့နော်မေးစရိုးအဲဒါတော့တယောက်နဲ့တယောက်အပြောဆိုချင်းတော့တူမှာမဟုတ်ဒါပေမဲ့ဒီ flow တိုင်းသွားမှာပေါ့နော် okay အဲ့တော့ဒီမှာ तू ကဒီကောင်ဆင့်မယ်ဆိုပြီးတော့ပြောတာပေါ့နော် okay အဲ့တော့ဒီမှာ तू ကဆင့်တယ်ပေါ့နော်အဲဒီမှာဒါဆိုရင်ကျောင်းဒီဖုန်းနံပါတ်ကမင်းချိတ်ထားတဲ့ဖုန်းနံပါတ်က active မဟုတ်တော့ဘူးဆိုပြီးတော့ तू ကတွေ့တယ်ပေါ့နော် okay တွေ့တဲ့အခါမှာဆိုရင်တော့ तू က မိတ်ဆွေမိတ်ဆွေရဲ့ဒီမှာအဆောနာဖွဲ့ရဲ့ username account ကိုပြန်ပြီးတော့ upload အာဒီအစ်စ်ပြန်လုပ်ဖို့အတွက်ပေါ့နော်ဖုန်းနံပါတ်ကမရှိတော့ဖြစ်တဲ့မိတ်ဆွေနောက်ထပ်တစ်ခုနဲ့ချိန်ဖို့အတွက်သူကလာပြီးတော့တောင်းလာပါတော့ဒီမှာမိတ်ဆွေကဒီ account ကိုပဲဖုန်းနံပါတ်နဲ့ပြန်ချိန်ချင်တာလား gmail နဲ့ချိန်ချင်တာလားဆိုပြီးတော့သူကတရားဒီမှာမေးတယ်ပေါ့နော် okay မိတ်ဆွေညမှာဖုန်းနံပါတ်နဲ့ချိန်မယ်ဆိုရင် +959 ပေါ့နော်အကောင့်ဆိုက gmail နဲ့ဒါချိန် okay အဲဒီမှာဆိုတော့ကျွန်တော် I want to connect with my new email ဆိုပြီးတော့ကျွန်တော်ပြောလိုက်တယ်ပေါ့နော်ဒီမှာဆိုတော့ကျွန်တော် ကျွန်တော်ချိတ်ချင်းတဲ့ဂျီမေကိုသူစီပို့ပေးလိုက်တယ်ပို့ပြီးတဲ့အခါမှာဆိုရင်တော့ဒီမှာကျွန်တော်ကဒီဒီတိုင်းရသွားပြီထင်တာပေါ့နော်တကယ်တော့မရဘူးပေါ့နော် Okay ဒီမှာ how long time stay for regain ဆိုတော့အကောင့်ပြန်ရဖို့ဘယ်လောက်ကြာမှလဲဆိုပြီးတော့ကျွန်တော်မေးလိုက်တယ်ပေါ့နော်မေးတဲ့အခါမှာ तू ကမင်းကအကောင့်ရဲ့ပိုင်စင်ဖြေချောင်း तू ကတက်တည်ပြရမယ်ပေါ့နော်တက်တည်ပြဖို့အတွက်ဆောနာကျွန်တော်ပြောခဲ့တဲ့အချက်၅ချက်ကို तू ကမေးပြီပေါ့နော်ဒီမှာဆိုရင်ကျွန်တော်အကောင့်ဖွင့်ခဲ့တဲ့ရေရဲ့မေးတယ်ပြီးတော့ဆိုတော့အကောင့်ဖွင့်ခဲ့တဲ့ location ပေါ့နော်အကောင့်သုံးခဲ့တဲ့ location ကိုမေးတယ် အပြီးတော့ပြီဆိုရင်တော့ကျွန်တော်ဖုန်း model ကိုမေးတယ်ပေါ့နော်ဖုန်း model မေးတယ်ပြီးတော့ပြီဆိုတော့ဒီ TikTok account နဲ့ချိန်ထားတဲ့ဖုန်းနံပါတ်တွေ email address တွေပေါ့နော်ဒါတွေမေးတယ်ပေါ့နော်နောက်တစ်ခုနေနဲ့ကျွန်တော်မေးဆိုတော့ Facebook နဲ့ချိန်ထားဆိုရင် Facebook နဲ့ချိန်တဲ့ account username တွေပါမေးမယ်ပေါ့နော် Okay ဒါဆိုရင်ရသွားပြီပေါ့နော် Okay အဲ့တော့ဒီမှာဆိုရင်တော့ကျွန်တော် I didn't remember access opening date ပေါ့နော် account ဖွင့်ခဲ့ရက်ကိုကျွန်တော်အတိအကျမသိတော့ကြောင့်မို့ကျွန်တော် estimate ပေးလို့ရလားဆိုပြီးတော့မေးတဲ့ခါမှာဆိုရင် तू ကပေးလို့ရတယ်ဆိုပြီးတော့ ပြောတယ်ပေါ့နော်ဒါကြောင့်ဒီမှာကျွန်တော်ဘလို့ရေးကြလဲဆိုတာကြောတစ်ချက်ပြပေးမယ်ပေါ့နော်โอเคတော့ဒီမှာကျွန်တော်ဘလို့ရေးပြလိုက်ဆို open trade between 2022ပေါ့နော်မိတ်ဆွေတို့အားလားဟိုမကမနေဘူးဆိုရင်မိတ်ဆွေတို့အကောင့်ထဲဝင်ပြီးတော့ဘယ်တော့မှ post စတင်ခဲ့ရလဲဆိုပြီးတော့သွားပြီးတော့ကြည့်လိုက်ပေါ့နော်အိုးထိတ်ဆုံးပို့သွားကြည့်လိုက်ဒါဆိုရင်မိတ်ဆွေတို့အဖွင့်ခဲ့တဲ့ရက်ကိုခံမန်းလို့ရတယ်ပေါ့နော်ကျွန်တော်အားလားပြီးပြောလိုက်တယ်ပြတော့ပြီဆိုရင်တော့ကြော်သုံးခဲ့တဲ့ Samsung Galaxy A32 4G ပေါ့နော် 128GB per pair ဆိုပြီးတော့ကျွန်တော်ပို့ခဲ့ ကျွန်တော်တို့ရဲ့ location မှာချမ်းမြတာစီမန္တလေးပေါ့နော်မြန်မာဒါမျိုးပို့လိုက်တယ်ပေါ့နော် okay ပြီးသားပြီဆိုတော့ကျွန်တော်အချိန်ခဲ့တဲ့ဖုန်းနံပါတ်ရဲ့ Gmail ရဲ့ဖုန်းနံပါတ်ကိုကျွန်တော်ပို့ပေးလိုက်တယ်ပေါ့နော် okay ပြီးသားပြီဆိုတော့ဒီမှာကျွန်တော်ဒါကတော့ကျွန်တော်တကယ်ချင်းစီရဝယ်ခဲ့တဲ့ဟာကိုတွားပို့လိုက်တာပေါ့နော်ဒါကိုမိတ်ဆွေတို့ကအကောင့်နေပါဝယ်ရလားဆိုပြီးကောင်လားရည်သေးရပေါ့နော်တကယ်တမ်းလားပို့စရာမလို့ကျွန်တော်အဲဆေးပြီးတော့ပို့လိုက်တာပေါ့နော် okay ဒီမှာဆိုတော့ဆောနာကျွန်တော်ပို့ခဲ့တဲ့ချက်လိုက်သူကစစ်နေရပေါ့နော် okay စစ်တဲ့ခါမှာဆိုရင်တော့ဒီမှာအဲဒီမှာ avatar review ရဲ့ data you provide တဲ့ we uh, we have finished updating your email you can now sign your new email ပေါ့နော်ဆွမ်းနာကျွန်တော်ပို့ခဲ့တဲ့ gmail နဲ့မင်းဒီ account login ဝင်လို့ရလားဝင်လို့ရပြီဆိုတော့ဒါလားပြောပြောတာပေါ့နော်အဲဒီတိုင်းဆိုရင်တန်းပြီးတော့ပြီးသွားပြီတနားရီတော့မကြောက်ဘူးပေါ့နော်အဲ့တော့ဆွမ်းနာကျွန်တော်ပြောခဲ့တဲ့အတိုင်းအချက်၅ချက်ပေါ့နော်ဒီ၅ချက်ကမင်းဆိုတော့ account တွေပါ hack ခံသွား hack ခံရင်လည်းဒီ၅ချက်သိရဲဆိုရင်မင်းဆိုပြန်ပြီးတော့ယူလို့ရတယ်ပေါ့နော် okay ဒါလေးကတော်တော်လေးကိုရှင်းပြတယ်ပေါ့နော်ဒါပဲပေါ့နော် အဲသူနဲ့ပြောပြီးခါမှကျွန်တော်ပြန်ဝင်လိုက်တခါမှရသွားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကျွန်တော်ကောက်ပြန်ဝင်ခါမှကျွန်တော် password ခံရတာပေါ့နော် password ခံရတာပြည့်တော့တော်တော်လေးတော့တိုင်မဲ့တယ်ဒါပေမဲ့ကျွန်တော် jam ထည့်လိုက်တဲ့ခါမှဆိုရင်တော့အဲရသွားတယ်ပေါ့နော်ကျွန်တော် password ကိုကျွန်တော်ထည့်လိုက်ခါမှအဆင်ပြေသွားတယ်ပေါ့နော်မိတ်ဆွေတို့ကအဲငကိုဖွင့်ခဲ့တဲ့ account password တွေမခံခဲ့ဘူး two factor တွေမခံခဲ့ဘူးဆိုတော့ပြဿနာတော့မရှိဘူးပေါ့နော် two factor တွေခံခဲ့တယ်ဆိုတော့ဒီမှာထပ်ပြီးတော့ပြောရမှာပေါ့နော် okay ဒါဆိုရင်တော့မိတ်ဆွေတို့အဲဒီဖုန်းနံပါတ်တွေ gmail တွေမသိတော့ TikTok account ကို ီနီလန်နဲ့ပြန်ယူလို့ရတယ်ပေါ့နော်။ Okay အဲ့တော့ဒါလေးပြောပြပေးခြင်းဖြစ်ပါတယ်။အဲ့တော့ message တဲ့ Josie ရဲ့ဆိုရင်တော့ကျွန်တော် view လေးကို like လုပ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ပါလို့ကျွန်တော်တောင်းဆိုပါရစေ။ comment လမ်းမှာလည်း message account နေပြန်ပြီးယူလို့ရတယ်ဆိုရင်ယူလို့ရကြအောင်ဝေးမြပေးပါအောင်။ Okay အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။